ွဲစိတ်တဲ့အချိန်မှာနေဖို့ထိုင်ဖို့တွေကြာတော့လေကိုအိုးမှဖြစ်တဲ့အတွက်အဲ့ဒီလူရန်လိုရင်ဒီညီမလေးရဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်ပြီးလူရန်ပေးပါလို့အဲ့တော့ဟိုဥစားသူသူက single man လည်းဖြစ်တယ်မတန်ဆွမ်းလည်းဖြစ်ပါတယ်အဲ့လိုပဲတတလေးရလည်းအဲ့လိုဖြစ်ပါတယ်လို့အဲ့တော့သူကကျမစီကိုဖုန်းဆက်လာတဲ့အချိန်မှာဘာဖြစ်လဲဆိုရင်သူက သူရွာမာနေရလဲအဆင်ပြေဘူးပေါ့နော်။ဒါဆိုတော့သူတို့မိသားစုသူတို့သားမိကိုချီတိုလက်တိုအဲ့လိုရက်ွက်အဲ့လိုပြောတယ်ပေါ့။ဘူကတော့ဒီသားလေးပေါ့နော်ဇွဲမမောင်ရဲ့အာညီမလေးမမတို့ရဲ့ခိတ္တခဏနားခိုးရဲ့အိမ်ကိုရောက်နေတယ်။တမိအဲ့တော့သားလေးကဘာဖြစ်တာလဲသူရဲ့ဖြစ်စုံပြောပြ။သူကမွေးကြတဲ့အစားဒုက္ခမပါတာ။တပြောင်းနဲ့ဟိုတဲ့ ပေါင်းရင်ကနေကြီးစလုံးတန့်ဖြစ်သွားတယ်ပေါင်းမပါဘူး။ငွေကအခုသူဘလဘယ်နှစ်ရှိပါလဲ။၄နှစ်ခွဲပြီ။၄နှစ်ခွဲရှိပါပြီဆိုအဲ့တော့တမီးတို့လွန်ခဲ့တဲ့၂နှစ်ခွဲကခွဲစိတ်ဖို့လုပ်သေးရဲ့။လုပ်ဖြစ်လား။မလုပ်ဖြစ်ဘူး။ဘာဘာဖြစ်လို့မလုပ်ဖြစ်တာလဲ။သူကဒီဘက်ဟိုတဲ့ခန္ဓာကိုယ်အလေးချိန်နဲ့ခွဲတယ်အားနဲ့အဆင်မပြေဘူး။အော်။တေးသေးလို့တေးသေးလို့အဲ့ဆိုဘယ်ချိန်လောက်မှလုပ်မယ်လို့ပြောလဲ။အဲ့ဒါလူနည်းနည်းကြီးထွားမှုခန္ဓာကိုယ်ကြီးထွားမှုအဆင်ပြေမှလုပ်ပြီမယ်အဲ့ဒါ။အော်ဟုတ်ပြီဟုတ်ပြီ။အဲ့ဒါစိတ်ကံတော့တောက်လျှောက်ပြအဲ့ဒါ ရစ်ချိန်လေးလေးနဲ့ဆေးကတော့တောက်လျှောက်ဆိုတာကဘယ်နှလားတစ်ခါပြရလဲ3လတစ်ခါ3လတစ်ခါပြရတယ်သူ့နားလေးကလည်းအဲ့လိုလေးဖြစ်နေရယ်နော်မွေးကြတယ်နှစ်ဖက်ဆက်လို့နားတော့ကြားတယ်ပေါ့ကြားတယ်ကြားတယ်ဆိုတော့အဲ့တော့ဟိုအဲ့လိုလေးဖြစ်နေရယ်အော်သမီးကိုယ်တိုင်ကလည်းသူပြပြလို့ရလာရယ်သူကလည်းခြေရောက်လေးကတိတ်မတန်ဆွမ်းပဲဟုတ်တယ်ဟုတ်တယ်အဲ့တော့အဲ့တော့ရရမပုံမပြမပြနဲ့မပုံမပြနဲ့ဆိုတာက तू က အဲ့ဒီ feeling လေးတော့ရှိရဲ့ trauma ရနေဘဝဘေးကုသိုလ်ရာဖြစ်တာဒါနဲ့သမီးလောက်တာလည်းမဟုတ်ဘူးသမီးကဒီလိုမျိုးဖြစ်အောင်လောက်တာလည်းမဟုတ်ဘူးဘဝဘေးကုသိုလ်ရာဖြစ်တာအခုဖြစ်တဲ့ဘဝမှာ သမီးတို့ကအကောင်းဆုံးရှင်သန်မှာဟုတ်တယ်မလားအဲ့တော့ဒီသားလေးကိုလေသူကအခုဆိုလို့ရှိလို့ရှိရင်သမီးတို့ကဘာလောက်စားလဲသူ single man လားမသိဘူးနော် single man single man လားဟာလားအဲ့တော့ယောက်ျားကဘယ်ကိုရောက်သွားရလဲယောက်ျားထိုင်းမှာဩ ဒီကလေးမွေးပြီးရထားခဲ့ရပါဟုတ်အဲ့ဆိုဟိုတိုင်းမှာ तू อ่ะရုပ်လေးချော်ချော်လေးတွေ့နေချိန်မှာအရန်ရုပ်ကဟိုဟာဖြစ်တော့လေချော်ကိုတော့မှအမှန်တိုင်းပြောရရင်အဲ့ဒီတမိဟိုတာကြီးကိုလှူခိုင်းတဲ့အချိန်မှာသူတို့ဟိုသူတို့သူ့ profile လဲအဲ့ချိန်မှာတာကြီးအလုံရှုပ်နေတဲ့အဲ့ဒီကလေးလေးတယောက်ကိုလေစအိုပေါက်ဘယ်လိုခေါ်မလဲအဲ့လိုလွှဲတဲ့ကလေးလေးတယောက်ကိုအဲ့ကိစ္စအောင်လုပ်ပေးနေတဲ့အခါကျတော့ သူတို့ profile တိချလဲမကြည့်ဘူးနိုင်ငံသားလှူခိုင်းတဲ့အခါကြပေါ့နော်အဲ့တော့ဆိုတဲ့အခါကြတော့အခုတမီးကအခုဘာတွေလိုအပ်လဲဒီကလေးရော ခွဲစိတ်ဖို့လိုလားတမီးဘာတွေလိုအပ်လဲကလေးကခွဲစေရမှာခွဲစေရတာဘယ်တော့ခွဲစေရမလဲအချင်းတော့အကန့်အသတ်ပေးမထားဘူးပေးမထားဘူးမင်းအဲသူတို့ပေါင်းပြည့်တဲ့အချင်းခန္ဓာကိုယ်အချို့စာညီမျှတဲ့အချင်းကြမ်းခွဲပေးမယ် အခုခွဲစိတ်မယ်ဆိုတဲ့အချိန်မှာတမိရောဥစားဒီကလေးကအဲ့တော့ခွဲစိတ်မယ်ဆိုတဲ့အချိန်မှာတော့ပတ်စံလုံမှာပေါ့ဆိုတော့အဲ့တော့နောက်ပြီးရဲ့အခါကျတော့ရဲအခုလောလောဆယ်မှာတမိတို့ကဘလို့ရှာဖွေစားတော့လဲဈေးရောက်လာကြပါဘာရောက်လဲအကင်းရောက်လာအကင်းဘယ်မှာမှရောက်လဲနေမရောက်လာရောက်လာဒီဘက်ကဒါစိတ်ကံပြလိုက်နေနေမတော့အဆင်မပြေတော့ဘူးဒီဘက်မှာဈေးရောက်မှုစီးစင်းဆွဲထားရဩဟုတ်ပြီအဲ့တော့ဆိုတဲ့အခါကျတော့အဲ့တော့သူကိုယ်တိုင်လည်းမတန်ဆန်း အာအမျိုး single man တယောက်ဖြစ်တယ်အဲကလေးလေးကလည်းဒါမွေးကြရမွေးရပါဒူကောင်းမပါဘူးအဲ့တော့ဒါလေးကို အာအရင်တုန်းကလွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်တုန်းကအဲ Facebook တွေမှာတော့တအားတက်လာတယ်။ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်။ဟိုဒီလိုမျိုးရေပေးလို့ငလင်ပေးလို့အဲ့လိုတွေဖြစ်တဲ့အခါမှာသူတို့လည်းအာဒီလိုမျိုးနေရာတွေရွှေ့ပြောင်းပြီးတော့သွားတဲ့အခါမှာလူတွေကသူတို့ကိုမေ့သွားကြတယ်။အဲ့တော့မေ့သွားကြတယ်ဆိုတဲ့အခါမှာအဲ့တော့ဒီကလေးလေး ူပေါ့နော်အာဒီကလေးလေးခွဲစိတ်ပို့ရေဒီသားမိနှစ်ယောက်ရဲ့အတူတော့ဒီမှာခတ္တတငယ်ချင်းအိမ်မှာလာပြီးတော့အာခေတ္တခဏနေတာပေါ့နော်အာခေတ္တခဏဆိုတာကသူတို့အိမ်ငှားဖို့လည်းမတတ်နိုင်ဘူးအဲ့လိုနေတဲ့အခါမှာအဲ့တော့ဒီသားမိလေးကိုလှူခြင်းနေဆိုလို့ရှိရင်အဲဒီညီမလေးရဲ့ဖုန်းနံပါတ်ပေါ့သူ့နံပါတ်ကမြတ်မြတ်ပါတမိဖုန်းနံပါတ်ဘယ်လောက်လဲ2 5 4 9 9 6 ပြီးရင်တင်ပေးပါမယ်2 5 4 9ခွန်9ခွန်ကို9 2 6အဲ့တော့မြမြနာမည်နေပဲအဲ့တော့ဟောစာအဲသူ့ဖုန်းလေးကိုဓာတ်ရိုက်ဆက်သွယ်ပြီးတော့လူရန်ပေးလို့ရပါတယ်အဲ့တော့ဒီကလေးလေးကလည်းသူ့ရဲ့ပေါင်ပြည့်တဲ့အခါကျရင် ပေါင်ပြည့်တဲ့ခါကြရင်အာဒီကလေးလေးကိုအဲသူ့ရဲ့အလေးချိန်နဲ့အာကျမ်းမာရေးဟွာဖြစ်တဲ့ခါကြရင်ခွဲစိတ်ပါမယ်အဲ့တော့ခွဲစိတ်တဲ့ခါကြရင်အမှန်တိုင်းပြောရရင်ပတ်စံကတော်တော်လိုပါမယ်အဲ့တော့အဲ့လိုခါကြရင်လေတိုင်းရိုးလေးဘေးကနေဝိုင်းဝင်းပြီးကုညီမယ်တမီးနော်အဲ့လိုဝိုင်းဝင်းပြီးကုညီမယ်အခုလောလောဆယ်မှာဒီလိုမျိုးပေါ့လေ single man ပေါ့ဒီလိုမျိုးအဲညီမလေးအာတာမီနှစ်ယောက်ရဲ့ဘဝကိုဟိုဘာပဲဖြစ်ဖြစ် အဲလှူရဲခြင်းနဲ့ထောက်ပံ့ခြင်းနဲ့ဆိုရင်ဘူနာဖုန်းလေးကိုဆက်သွယ်ပြီးတော့လှူရဲထောက်ပံ့ပေးလို့ရပါတယ်အဲ့တော့ဒီကလေးလေးဆိုအခုဆို၄နှစ်ခွဲရှိသွားပါပြီ၄နှစ်ခွဲရှိသွားပြီဆိုတဲ့အတွက်ဒီသားသားလေးရဲ့ဘဝပေါ့နော်အဲရှေ့လျှောက်ကိုလှပဖို့နော်လှပဖို့ဆိုတာလူရန်စီနေသွားနိုင်ဖို့အဲ့လိုမျိုးခွဲစိတ်ဖို့လိုပါတယ်အခုဆိုပေါင်သားပောင်ကိုအခုအသားအစာထိုးထားပါတယ်အဲ့ဒူးကောင်းကိုပြန်ပြီးတော့ဖြစ်ပြီးတော့ ်ခွဲစိတ်ရမှာဖြစ်တဲ့အတွက်အဲ့ဒါလေးအတွက်လဲဟိုလူမဲဆိုလို့ရှိလို့ရှိရင်ဒီညမာလေးရဲ့ဟိုဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့လှူဒန်းလို့ရပါတယ်အခြားအခြားမိသူမအခြားကကျမကလည်းမလွှဲပါနဲ့အခြားကပေါ့နော်အခြားကဘာလဲဆိုလို့ရှိရင်တစုံတစ်ယောက်ကဒီသားမျိုးကိုလှူဖို့သူတို့စီလွှဲပါလို့ပြောရင်လေ မယုံကြည်ပါနဲ့ဒီသားအမိလေးကိုပဲဒရိုက်ဆက်တဲ့လှူဒန်းလိုရယ်ဆိုရင်တမိဖုန်းနံပါတ်လေးပြောပြလိုက်ပါ09565296မမြတ်မြတ်ပါအဲ့ဒီဖုန်းကိုဓာတ်ရိုက်ဆက်တဲ့ပြီးလှူပေးကြပါကြားကမြည်သည့်ဖုန်းမြည်သည့်အကောင့်ကိုမှမလွှဲဖို့အာတောင်းဆိုပြရစီတသမတက်ရက်ပါအောင်အမခေဒါ ် operation တာလောက်အောင်ဆိုခမန်းကြီးကုန်ကြစီတာဆရာမကြီးဘယ်လောက်ကုန်လို့ပြောတာလဲဆရာမကြီးကအလကားခွဲပြီးမှဟိုလိုမျိုးအကုန်လုံးစီစဉ်လုပ်ပေးထားတယ်စေဖို့ပဲကုန်ပါကျမอืมเสี่ยวเนี่ยอกงตัวก็จ้ะรอเลยเนยอ่ะนี่ละลาพี่တော့เนยอ่ะมิ้นท์ต้มมาล่ะมะกุ้ยไตมิ้นท์ต้มอยู่ชั้นยัวมะกุ้ยไตมิ้นท์ต้มชั้นยัวมานี่อ่ะ အဲ့တော့သူတို့ကအခုဒါရက်ချင်းလာပြတာရက်ချင်းလာပြပြီးဒါတငယ်ချင်းအိမ်ကဒါအခု3လလောက်ဟိုပါအဲ့လိုမျိုးသူတို့ကလည်းငှားထားတော့အဲ့မှာခဏနေရတာအဲ့တော့နေရတာဖြစ်တဲ့အတွက်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဟိုသွားစီလာစီနော်အဲ့လိုမျိုးကြီးကုန်နေအခုဆိုရင်တော့လိုတငယ်ချင်းအိမ်မှာနေပြီးတော့ပဲဟွာဖြစ်မယ်ဆိုလို့ရှိရင်လည်းနေဖို့ကရန်ကုန်မြို့က အာနေဖို့အရန်ခက်တယ်အဲ့ဒါလေးအတွေ့ပေါ့နော်သူတို့သားမိလေးအတွေ့ပေါ့နော်အာခွက်စိတ်မယ်ဆိုလို့ရှိရင်ဆရာဝန်ကြီးကအာအလကားခွက်စိတ်ပြီးမယ်လို့ပြောပါတယ်သို့တော်လည်းဘာပဲဖြစ်ဖြစ်စေးဖို့စားဖို့တောက်ဖို့ဒီလိုမျိုးခွက်စိတ်တဲ့အချိန်မှာနေဖို့ထိုင်ဖို့တွေကြတော့လေကိုယ်အမှဖြစ်တဲ့အတွေ့အဲ့ဒီလူရန်လို့ရင်ဒီညမာလေးရဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်ပြီးလူရန်ပေးပါလို့အဲ့တော့ဟိုဥစား ဟိုသူက single man လည်းဖြစ်တယ်မတန်ဆွမ်းလည်းဖြစ်ပါတယ်အဲ့လိုပဲတတလေးရလည်းအဲ့လိုဖြစ်ပါတယ်လို့အဲ့တော့သူကကျမစီကိုဖုန်းဆက်လာတဲ့အချိန်မှာဘာဖြစ်လဲဆိုရင်သူကသူရွာမနေရလည်းအဆင်မပြေဘူးပေါ့နော်။ဒါဆိုသူတို့မိသားစု သူတို့သားမိကိုချီတိုလက်တိုတအဲ့လိုရက်ွက်အဲ့လိုပြောတယ်ပေါ့။ဒါကလေညီမလေးကိုအမတခုအကျက်ဟိုဘယ်လိုခေါ်မလဲအားပေးစကားပေါ့အဲ့လိုပြောချင်တာက ဒီလိုမျိုးသမီးချီတိုလက်တို့ဖြစ်တာသူများပစံခိုးတာလည်းမဟုတ်ဘူးသူများရဲ့အိမ်တောင်ကိုဖျက်ဆီးတာလည်းမဟုတ်ဘူးဆိုတော့သူများကိုလည်းလိန်ညာတာလည်းမဟုတ်တဲ့အတွက်ဒါဘဝဘေးကုသူလေးသမီးအခုရှိနေတဲ့ဘဝမှာသမီးကောင်းရောင်းကောင်းဝယ်လှုပ်ရှားတယ်ဟုတ်တယ်မလားအဲ့ဒီအတွက်သမီးအဲ့ဒါအားငယ်စရာမဟုတ်ဘူးလို့အမကတော့ အားပေးစကားပြောချင်ပါတယ်။အဲ့ဒီမှာ तू ကဘလို့ခေါ်မလဲ screen shot တွေတာကြီးနဲ့ तू နဲ့ပြောထားတဲ့ screen shot တွေတက်လာ။အဲ့ဒါဘလို့တက်လာဆိုတော့ तू ပြောပြလိုက်မယ်။အင်း။အတန်ဖန်ရှိတယ်အဲ့ဒါပြီးလို့ရှင်ဖုန်းကျွန်မစားပို့ထားတာဟာလေးတွေ screen shot လေးတွေရှိတယ်။အင်း။အဲ့လိုမျိုးနှလုံးစလုံးမှာပါသွားတာဖုန်းထဲမှာတော့အကုန်လုံးအတန်ဖန်ရော screen shot ရောအကုန်လုံးပါတယ်အဲ့ထဲမှာ။ဖုန်းကအဲ့ရေကောနည်းနည်းလောက်ဆိုမှတ်တော့မမှတ်မိတော့ပါသွားတာဟာလေး အဟုတ်ဒီရန်ကုန်ကိုဆေးလာကူတဲ့အချိန်မှာအဲ့တော့အလှငွေလှူဒါန်းထားတာပေါ့ဟလားဟုတ်တယ်ဆေးကံပြမရစ်ချိန်ပြီတော့ကျမရန်ကုန်ကိုဒီဘက်ကိုဆင်လာတဲ့ဆင်လာတဲ့အချိန်မှာဖုန်းကပျောက်ကြံကဒီဘက်အိမ်ရောက်မှတည်တာဒီတောင်တကုန်းတဲ့ရောက်မှတည်တော့အဲ့ဒါပျောက်မှန်လာတည်သွားပြီဆိုမှအကုန်လုံးဆက်တွဲတဲ့ကုန်းပြတ်သွားတာအဲ့ဖုန်းတွေပါတယ်အကုန်ချစ်လက်တွေရောပုံပါသွားတော့ ဆက်တွဲကဘယ်မှမရလိုက်ဘူးအဲ့လိုမျိုးသူ့ဖုန်းက auto record တဲ့အဲ့ဒါဆိုတော့တိုင်းရှိရတိုင်းနဲ့ပြောတော့အချက်လက်တွေကိုအခုအကုန်ပါကသူ့လိုက်တယ်ငွေရိုးလဲကျမအဆင်ပြေတယ်မိုက်တီတာဖုန်းဆက်ဟိုဖုန်းဆက်လိုက်တော့ကွအဲ့လိုမျိုးတခြားတရားကိုလှူပြီးသွားပြီမရှိတော့ဘူးလို့ပြောလိုက်တဲ့အချိန်မှလည်းဖုန်းထပ်မဆက်တော့ဘူးအဲ့ဒီနောက်ပိုင်းဘာမှဆက်တွဲမလုပ်တော့တာခုချိန်ပြီးပဲအဲ့ခုမှ line ပေါ်မှာတွေ့လို့တာကိုကပြန်ပြီလို့ရှိရင်မေးလိုက်တာပဲရှိတယ်လုံးဝကွာဆက်တွဲမလုပ်တော့ဘူးကြာပြီနှစ်နှစ်ကျော်ပြီမှရဲ့ တောင်းညင်းလဲဆိုတော့အဲ့ဒီတော့ကစားကျွန်မလိုက်မှာပေါ့ဒါမှမဟုတ်ကိုယ်လည်းအလုတ်ကလေးပြန်လုတ်ပြီးအလူငွေလေးနဲ့လောက်ကန်စားတောက်ပြီးရင်အေးအေးဆေးဆေးလေးပဲဒီမှာစီကံပြလိုက်တွားလိုက်လာလိုက်ပဲနေတာရန်ကုန်လည်းတစ်ခါဒီတစ်ခါမဟုတ်ပေါ့ရောက်တာခောက်ခါပါတောက်ချောက်တွားလိုက်ပြန်လိုက်ပဲ၃လတစ်ကြိမ်အဲ့လိုမျိုးသူကအဲ့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 မှာရေးထားတာဗာရေးထားလဲဆိုတော့လေသူအဲ့တဲ့ဒေါ်လာ150ကိုတဲ့အလှူရှင်ကသူကသူကိုယ်ဆက်တွယ်လာပြီးတော့တဲ့လှူပေးမယ်ပြောပြီးတော့တဲ့ အဲ့ဒီဒီလူတွေကလည်းကိုင်ကန်ရှင်တွေကကြတော့လေတောသူတောင်သားတွေဆိုတော့လေရိုးသားတော့တဲ့မတောင်းရဲဘူးတဲ့။ तू ကလည်းမပေးတဲ့ဘလို့လောက်ကြမလဲတဲ့အဲ့လိုတွေရေးထား။တိုင်းစီကိုဒေါ်လာလည်းမလို့ဘလို့ခေါ်မဲ့ဆိုတော့ တာရေးစီကဒီလိုပြည်ပအလှူရှင်ပဲဖြစ်ဖြစ်ပြည်တွေကအလှူရှင်ပဲဖြစ်တရုတ်ဆောင်နေပဲဖြစ်ဖြစ်လှူတယ်လို့ရှိလို့ရှင်ပြည်တွေကလူတွေကတော့အဲသူတို့ဟိုစာပေါ်ကေပင်းနဲ့လွှဲရင်လွှဲမယ်အဲပြည်ပကအလှူရှင်နေကြဒီနိုင်ငံမှာသူတို့ရဲ့ညီကိုမောင်နှမတငယ်ချင်းတွေအဲ့လိုရနေစေအမကြီးအဲဘသူကတော့လှူခိုင်းလို့ပါဆိုသူတို့ကြံတာကြတော့သူတို့ messenger ကနေပြီးတော့ပြောကြတယ်ကွာ viber messenger ကနေပြောကြတယ်အဲ့တော့ တရာကြီးစီမှာဒေါ်လာဆိုလည်းတရွက်မှမရှိဘူးမြင်လားမမြင်ဘူးအလှူရှင်ကလှူတယ်ဆိုတော့သူတို့ကသူတို့ဘာလို့သူတို့တငယ်ချင်းတွေကိုအာသူတို့ဟိုလွှဲပြီးတော့မှလှူခိုင်းတာအဲသူတို့အမျိုးတွေပါတယ်ပေါ့မြန်မာငွေပဲလှူခိုင်းတယ်မြန်မာငွေပဲလှူခိုင်းတာဒေါ်လာလည်းမဟုတ်ဘူးအဲဒေါ်လာ150ဆိုသူဘလို့ဒေါ်လာ150မြားတိသွားတယ်ပေါ့ငါမပြောတဲ့အထက်မှာပါလို့လား မမှတ်မိတော့ဘူးအေးလို့ကိုလည်းမမှတ်မိတော့ဘူးကိုလည်းတရားတန်ဖိုင်ပါတယ်ပြောလို့တာအဲ့ဒါ तू ကတော့ तू ကတော့မအဲ့အဲ့ဒီညမှာကွာလေ तू က6လ7လလောက်ကြာမလို့ပြောတဲ့အခါမှာဆိုတော့ तू ပြောတဲ့ချိန်မှာအခုအခု तू လည်းရေးထားရတော့6 7လလို့ပြောတယ်တဲ့ဘာ7လ3လပဲတဲ့ကျွန်တော်သိတာ3လတဲ့အဲ့တော့ဆိုတော့အဲ့ဒီ data အဲ့လိုမျိုးကြီးအမှားကြီးလေအဲ့လိုအဲ့လိုမျိုးကြီးလေကိုကလည်း log digit ပြောတဲ့ခါမှာတယောက်တည်းမှမဟုတ်တာဒီလူတွေကလေအများတာကြီးလောက်ရတဲ့အလုပ်ကအများကြီးလေ တော့အဲ့ဒီအချိန်မှာတာကြီးကခလေးတယောက်ကိုလည်း byte ပေါက်တဲ့ခလေးတယောက်ကိုလည်းတာကြီးကဟိုပါလေလို့အဲ့ဖြစ်ရှင်တော့ byte ပေါက်တဲ့ပထမခလေးတယောက်ကအဆင်မပြေဘူးအဆင်မပြေသွားတဲ့အခါသူတို့ပတ်ဆက်မအပ်လို့အဲ့ခလေးကကြတော့လေမိဘတွေကအဲ့သူနည်းနည်းလေးငယ်သေးတာပါတယ်သူတို့လက်ထဲကိုပတ်ဆက်မအပ်တဲ့အခါကျတော့အဲ့မှာအလှရှင်ကလည်းသူ့အလှအထမမြောက်ဘူးဆိုပြီးတော့အဲ့မှာဖြစ်ချင်တော့အဲ့ဒီအဲမိတ်ထီလာမလိုက်ဘက်ကခလေးလေးအဲ့တာကြီးရောက်မရနေမှာလာနေတာသူကလည်းလေ သမီးတို့အလှရှင်ရှားနေတာတဲ့ဆိုတော့အချိန်မှာအလူအဲ့လိုပဲအလှရှင်ကိုလှမ်းမိလိုက်တဲ့ခါမှာအမလှုပ်လိုက်တော့ဆိုအဲ့ဒီကလေးကြတလပဲကြတယ်ဒါအာအရန်ကအခုဆိုလာတိုင်းကတော့တိလားအလှရှင်ဟိုးတဲ့ ဟိုဟာတွေတော့နောက်ခါတော့နေမပပိုးနဲ့မပိုးနဲ့ဟိုဟာပေါ့ဘရောဘလို့ကပို့ကပဲဈေးကြီးလို့ပဲအဲ့လိုအဲ့လိုအဲ့ဒီအချိန်မှာလေအဲ့ဒီဟာလေးတွေရှုပ်နေတယ်ဆိုတော့သူ့ကိုသွားလှူခိုင်းတဲ့အချိန်မှာသူ့ကိုမလှူပြစ်တော့ဘူးအဲ့တော့အဒီတာကြီးရဲ့အလွယ်လိုအပ်တာလေးတစ်ခုသွားတော့တာကြီးကသူ့ကိုဖုန်းမဆက်လိုက်ပြီဘူးအဲတမီးရေတမီးကိုလှူခိုင်းတဲ့ပတ်စံကတော့ဟိုဘက်ဘူပဲပေါင်းလှူခိုင်းလိုက်တယ်တမီးကိစ္စနောက်မှဆက်တာကြီးစိတ်ထဲမှာလဲအဲ့တော့နောက်အလှူရှင်သူ့အလှူရှင်ပေါ်လာခဲ့လို့ရှိရင်သူ့တို့မိသားစုလေးကိုဒါလှူပေးမှာအဲ့တော့ ဒါကုသားယူတော်တာကြီးကပြောပြောပြတည်တယ်ဟဲ့လို့တနာပါတယ်လို့အိုက်သားအမိလေးလို့ဆိုတော့လေဘယ်တက်နိုင်မလဲတဲ့ကန်တရားဟုတ်တယ်ကန်တရားပန်တရားရင်အများကြီးဆိုင်တယ်နော်နော်ဟုတ်တယ်လေအဲ့တော့အဲ့လိုမျိုးလေးဆိုတဲ့အခါကျတော့အဲ့လိုလေးအလွဲလေးဖြစ်သွားတာပါလို့ဒီကလေးလေးပေါ့နော်ဒီကလေးလေးကဘယ်လိုခေါ်မလဲခွဲစိတ်ဖို့ခွဲစိတ်ဖို့သူ့ရဲ့အသက်တွေပေါင်နေပြေဖို့အတွက်ခွဲစိတ်ဖို့ရဲ့အာဒီသားမိရဲ့ single mom အခုလောလောဆယ်တော့တငယ်ချင်းတယောက်အိမ်မှာအခုကြီးတောင်းပြီးတော့ ါခိတခဏတဲခူရဲ့ရန်ကုန်မှာနေထိုင်စားတောက်ဖို့အတွက်လှူကျင်တယ်ဆိုရင်တမီးရဲ့ဖုန်းနံပါတ်လေးရဲ့နံပါတ်လေးရဲ့ KB နံပါတ်လေးပြောလိုက်ပြောလို့ရတယ် KB နံပါတ်2 5 4 9 5ဆရာ09ထက်အော်3 9 6 2 5 4 9 5 6 KB နံပါတ်ကလည်းဒီနံပါတ်ပဲဝိမန်နေလည်းဒီမန်ဒီနံပါတ်နံပါတ်ကဘယ်လိုလဲညံ့ညံ့အဲ့တော့အဲတကယ်လို့ဒီသားမီလေးကိုစောက်ရှောက်ခြင်းနဲ့ကုညီခြင်းနဲ့လှူဒဲခြင်းနဲ့ဆိုရင် ီညီမလေးခုနပြောသွားတဲ့294 909 926မမ်းမြမြလားဟလားမမ်းမြမြဆိုတော့ဖုန်းလေးကိုပဲ direct ဆက်သွယ်ပြီးလှူရဲမိပါเนาะအဲ့တော့အခြားအခြားဖုန်းလေးကိုအာအခြားဂျာကန်ပုတ်ကိုဘီသူကိုမှလှူရဲပေးပါနဲ့တောင်းမှမှာတယ်ဘာလို့ဆိုတော့သူတို့မရမှာဆိုလို့အဲ့ဒီတော့ကလည်း MCR interview သွားတဲ့အခါမှာတဲ့အောက်ကနေအလှူဝင်ခံသွားတာ၄ရောက်လောက် ါသွားတယ်ဆိုသူတို့လက်ထဲကိုပတ်ဆက်မရောက်ပါဘူးလို့အဲ့ဒါကြောင့်မို့လို့အားလုံးကိုပြန်ကျေးဇူးတင်ပါတယ်မြန်မာလေးရောခုအဆင်ပြေသွားပြီလားနားလည်သွားပြီလားနားလည်သွားပြီဟုတ်ကျေးဇူးတင်ပါတယ်လို့